မင်္ဂလာပါခင်ဗျာဒီခါတော့မနက်စောစောစီစီပေါ့နော်ကျွန်တော်ပြည်သက်တွေကိုသတင်းကောင်းတွေပြောပြခြင်းလို့ပါဘလို့အကြောင်းအရာလဲဆိုတော့ဒီ Joshua Ban နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမနေ့ညကကျွန်တော်မထင်မဲ့ဖဲနဲ့ပေါ့နော်ဒီ4 on 5 club ရဲ့ပူတွဲပိုင်ရှင်လို့ပြောလို့ရတယ် Mr. Pina နဲ့စကားလက်ဆုံကြသွားတယ်ပေါ့နော်အဲ့လိုလက်ဆုံကြသွားတဲ့အနေထားမှာသူကလဲသူက live လွှင့်နေတာပေါ့နော် live လွှင့်နေတဲ့ချိန်ကျွန်တော်ဝင်ကြည့်တော့ ဲမြန်မာစပေါ့ဘာကြီးလုံနေလဲဘာညာ तू ကမလှမ်းမီနှုတ်ဆက်တာပေါ့အဲ့လိုနှုတ်ဆက်ရင်လည်း तू ကလည်းကိုဒီကိုကလည်းသူသည့်ဒီ Instagram မှာလည်းအပြန်လန်ပြောဆိုထားတယ်ရှိရောကြာအဲ့လိုပုံစံမျိုးနဲ့ပြောတော့ကျွန်တော်လည်းသိချင်တဲ့မေးခွန်းတချို့မေးကြည့်တာပေါ့နော်အဲ့လိုအနေထားမှာ तू ကအားရစရာကောင်းတဲ့အချက်တွေပြောသွားတယ်ဘယ်လိုပုံစံမျိုးပြောသွားလဲဆိုတော့ဒီပွဲအတွက်ပြင်ဆင်တဲ့ camp ကတော်တော်ကြီးကိုကောင်းမွန်တယ်ဘာပြဿနာမှမရှိဘူးတနည်းဆိုရရင်ဒဏ်ရာပြဿနာတွေမရှိဘူးပင်မနှုတ်တဲ့မှုတွေလည်းမရှိဘူးအောင်မြင်တဲ့ ဟိုပြင်ဆင်နိုင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုသူကအလေးနဲ့ထားပြောတယ်။အဲ့ဒီမှာကျွန်တော်ကလည်းအဲ့ဒီစကားကိုထောက်ခံတဲ့အကြောင်းကျွန်တော်ပြောပြတယ်။ဘာလို့လဲဆိုတော့ဒီဒန်နီယယ်ပနီဒါတင်လိုက်တဲ့ status မှာ Joshua Ban ကဟိုခလီးတယောက်လိုစောင့်နေတဲ့ပုံစံမျိုးပေါ့နော်။အဲ့ဒီပုံစံမျိုးတင်တော့ ။ training camp ပြီးတဲ့ fighter တယောက်ကတကယ်လို့များတိုင်ရပြဿနာရှိရင်အဲ့လိုပုံစံမျိုးလဲချမပြဘူးပြီးတော့လွတ်လွတ်လပ်လပ်လည်းမရှိဘူးသူမှဒီချန်ပီယံကပတ်စိန်ခေါ်ပွဲထိုးရမယ့်အနေထားမလို့စိတ်ဖိစီးမှုတွေဖြစ်နေလိမ့်မယ်။ Joshua Pan ကတော့အဲ့လိုပုံစံမျိုးမဟုတ်ဖဲနဲ့တကယ်ဖြူစင်တဲ့ clip တယောက်လို့ပေါ့နော်သူ့ရဲ့နှီးပြတွေနဲ့ဆော့နေတာမြင်ပြီးတော့ all the training camp ကတော်တော်ကြီးကိုအဆင်ပြေသွားတာပဲဆိုပြီးကျွန်တော်ကောက်ချက်ချမိတာအဲ့မှာ Mr. Pina ကပြောလိုက်တဲ့အချိန်မှာဒါကဖြစ်နိုင်ခြေအတော်ကိုများတယ်ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုသိစေချင်တာပါ ဆက်လက်ပြီးတော့ဘောနော်ဒီကျွန်တော်က Joshua Ban တို့အဖွဲ့တွေအနေနဲ့ Les Speaker ကဘယ်လိုပုံစံမျိုးသွားတော့မလဲဆိုတဲ့အခြေအနေကိုမေးကြည့်တော့သူတို့ကတော့အထုပ်ပိုးတွေအကုန်လုံးပြင်ဆင်ပြီးပြီဒီ Les Speaker ကိုသွားဖို့လဲ ready ဖြစ်နေပြီပေါ့နော်ပြီးတော့ကြာတော့မြမပြည်သက်တွေ ုံယူနိုင်လောက်အောင်ထိသူတို့အကုန်လုံးပြင်ဆင်ထားတယ်ကြိုးလဲကြိုးစားသွားမယ်ပြီးတော့ကျတော့ Mr. Pina ကသူ့ရဲ့ဒီ job aid ထဲမှာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံအလံကိုတောင်းတခြားခောက်ထည့်ထားတယ်နောက်ထပ်ထပ်ပြောတာကဒီ tax set ကမြန်မာအတိုင်းဝိုင်းကပေးတယ်ပေါ့နော်မြန်မာအလံပါတဲ့တပတ်ပေါ့နော်အဲ့ဒီဟာကိုသူအမြဲတမ်းဒီ level မှာတိုင်းထားမယ်အဲ့လိုတိုင်းထားပြီးတော့ဟိုကလကနောက်ွယ်မှာအနေထားတွေကိုလည်းသူပြန်ပြီးတော့မြန်မာပြည်သက်တွေသိအောင်လှမ်းပြီးအချိုးချောင်းပြန်ပြောပြမယ်ဆိုတဲ့ပုံစံမျိုးတွေလည်းပြောသွားတယ်နောက်တစ်ချက်ကပေါ့နော်ကျွန်တော်အားရမိတဲ့တစ်ချက်ကကျွန်တော်အဲ့လိုပုံ ံစံမျိုးနဲ့သူတို့ကပြောရကြတော့ကျွန်တော်မြန်မာပြည်သက်တွေကလည်း4 on 5 clay ရဲ့တန်ဖိုးကိုသိတယ်ဟိုနီးပြတွေကဘလိုပုံစံမျိုးနဲ့ Joshua Ban ကို train နဲ့ Joshua Ban ကဘလိုကြိုးစားလဲအဲ့နေထားမှာနီးပြတွေကလည်း Joshua Ban ရဲ့ talent ဖြစ်လာဖို့အတွက်လက်တွဲညီနဲ့ဘလိုပုံစံမျိုးပေါင်းဆက်ကြလဲစသဖြင့်ပြောရင်ပြောရင်းနဲ့ကျွန်တော်ကလည်းစကားလေးနည်းနည်းလေးရှေ့တိုးကြည့်တာပေါ့နော်ဘလိုပုံစံမျိုးကျွန်တော်ရှေ့တိုးကြည့်တာလဲဆိုတော့4 on 5 clay အနေနဲ့မြန်မာနိုင်ငံမှာပေါ့နော် ဂျင်လက်ခွက်တစ်ခုလာပြီးဖွင့်ပါလားဆိုတဲ့ပုံစံမျိုးတွေကျွန်တော်လည်းပြောတယ်အဲ့လိုဒါဖွင့်မယ်ဆိုရင်နောက်ထပ် Joshua Ban လို့မျိုးဆက်သစ် fighter တွေအများကြီးထွက်ပေါ်လာနိုင်ခြင်းရှိတဲ့ဆိုတဲ့အကြောင်းကျွန်တော်ပြောပြလိုက်တော့သူကမျက်နှာကလုံးဝဝမ်းပါသွားဗျာဝမ်းပါသွားတာကသူတခါမှအဲ့လိုမစင်စားဘူးဘူးပေါ့နော်အဲ့လိုမစင်စားဘူးတဲ့အတွက်ဒီဟာကိုလုံးဝမှတ်ထားမယ်နှုတ်ထဲမှာမှတ်ထားမယ်ငါတို့ဒီမြန်မာနိုင်ငံမှာလာပြီးတော့သူတို့ four on fight လက်ရဲ့ဒီဂျင်းအခွဲတစ်ခုထပ်ဖွင့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြီးပြောသွားတာပေါ့နော်ဒါကတော့ တကယ်လူကြီးတယောက်ကိုယ်တိုင်ကပြောတော့ကြတော့တကယ်တိတိတင့်တင့်မဟုတ်ဘူးလို့ဆိုရင်တောင်သူတို့ idea တခုတော့ရသွားမယ်ခေါင်းထဲမှာအတွေးတခုတော့ဝင်သွားမယ်နောက်ဆုံးကုံပြောရင် Joshua Pan ကလည်းမြန်မာနိုင်ငံအတွက်ဂျင်းဖွင့်နေတဲ့ဆိုတဲ့အကြောင်းကိုသူအမြဲတစေပြောတယ်ဗျာအဲ့တော့ဒီ Mr. Pina ကိုယ်တိုင်ကအဲ့လိုပုံစံမျိုးပြောတော့4 on 5 club ရဲ့ရုံးခွဲတွေမြန်မာပြည်ထပ်ပြီးရောက်လာဦးမလားဆိုတော့ စောင့်ကြည့်ဖို့လိုမယ်နိုင်ငံရေးအခင်းကျင်းတွေဒါကောင်းသွားမယ်ဆိုရင်ဒါကမဖြစ်နိုင်စရာအကြောင်းရင်းမရှိဘူး4 on 5 glass ကလည်းမြန်မာပြည်သက်တွေကိုကောင်းကောင်းသိတယ်တံပိုးထားတယ်မြန်မာ fan တွေရဲ့ဝန်းရံမှုတွေကိုလည်းသူတို့အသိမှတ်ပြုတဲ့ဆိုတဲ့အကြောင်းထပ်ခါထပ်ခါပြောတယ်ကုန်ကုန်ပြောရရင်သူတို့ကတကယ်လို့မြန်ချန်ပီယံဖြစ်ခဲ့ရင်မြန်မာပြည်ကိုလာပြီးတော့ခီးစင်နေတောင်လှုပ်ဖို့တောင်စိတ်ကူးထားတယ်ဆိုရဲအကြောင်းလေးလည်းပြောပြတယ်ဒါကတော့ကျွန်တော်အနေနဲ့ဆိုရင်ဒုတိယမြောက် ပြန်ကြားရခြင်းပေါ့နော်ပထမကြိမ်ဘယ်ကကြားရလဲဆိုတော့ UFC ဘက်က တာဝန်ရှိသူတွေခြေရကြားရတယ်အဲ့တုန်းကတော့ UFC ကတာဝန်ရှိသူတွေက Joshua Ban ကိုဒီအာမြန်မာပြည်ကိုလာပြီးတော့ခီးစင်နေကျင်းပခြင်းနဲ့ဆွဲပုံစံမျိုးတွေသူတို့ပြောခဲ့ဘူးတယ်သို့တော်လည်းပဲဒီနိုင်ငံရေးအခင်းကျင်းနေကြောင်းတော့ ဖြစ်မလာခဲ့ဘူးဂျိုရှွာဘန်ကိုယ်တိုင်ကလည်းပွဲတွေဆက်တိုက်ဆက်တိုက်လက်ခံထိုးနေရတဲ့အနေထားမို့လို့သိပ်ပြီးမလာခြင်းနေဘူးတကယ်လို့လာမယ်ဆိုရင်တော့ချန်ပီယံဖြစ်ပြီးရင်တော့လာမယ်ဆိုတဲ့ပုံစံမျိုးပြောခဲ့တယ်ပေါ့နော်ဒီတစ်ခါတော့မစ္စတာဘီနာကလည်းအဲ့လိုပုံစံမျိုးပြောတော့တကယ်လို့များဂျိုရှွာဘန်ချန်ပီယံဖြစ်သွားရင်မြန်မာပြည်မှာလာပြီးခီးစင်တွေမြန်မာပြည်သူတွေနဲ့တွေ့မလားမြန်မာပြည်ကပြည်သက်တွေနဲ့ယင်းနီနီနှုတ်ဆက်မလားဆိုတာနောက်ထပ် စောင့်ကြည့်ရမယ်အခင်းကျင်းတစ်ခုပေါ့နော်ဒါကတော့မင်းညကကျွန်တော်ပြောတဲ့သကလုံးတွေကိုကျွန်တော်ပြန်ပြီးဖောက်တဲ့ချတာပါဒီမစ္စတာဘီနာလိုလူတစ်ယောက်ကမြန်မာပြည်သက်တွေကိုလည်းသတိထားမိတယ်မြန်မာပြည်သက်တွေဂုံယူနိုင် လောက်အောင်လည်းသူတို့စီစဉ်နေဆွဲထားတယ်ဆက်တဲ့ဖြင့်ဆက်တဲ့ဖြင့်ပုံစံမျိုးစုံပြောဆိုသွားတယ်ဆိုရဲအကြောင်းတွေကိုကျွန်တော်ပြည်သက်တွေကိုပြန်ပြီးဖောက်တဲ့ချတာဖြစ်ပါတယ်ခင်ဗျာ ဒီတစ်ခါတော့ကျွန်တော်တို့ပြည်သက်တွေနဲ့မြန်မာပြည်ကလူငယ်ဖိုက်တာတွေအတူယူရမယ်အကြောင်းအရာတစ်ခုကိုဆွဲထုတ်ကြည့်ကြပါတယ်။ဒီအကြောင်းအရာကကျွန်တော်စိတ်ထဲမှာဘယ်လိုပုံစံမျိုးနဲ့ပေါ်လာတာလဲဆိုတော့မနေ့ကက UFC က Joshua Ben နဲ့ Brandon Roba တို့ထုတ်သက်ခဲ့တဲ့ပွဲကိုသူတို့ရဲ့ YouTube channel မှာအစားဆုံးပြန်တင်လိုက်တယ်။အဲ့ဒီပွဲကြည့်ရတဲ့ပေါ့နော်ကျွန်တော်စိတ်ထဲမှာဒီအကြောင်းအရာလေးကတော့လူငယ်ဖိုက်တာတွေလုံးဝအတူယူတဲ့နဲ့ဆိုတာလေးကိုမြင်မိလို့ပြည်သက်တွေကိုပြန်ပြီးဖောက်တဲ့ချတာဖြစ်ပါတယ်။ ဂျိုရှောဘန်နဲ့ဘရန်နန်ရိုဘာတို့ထိုးသက်ခဲ့တဲ့အနေထားတော့ကအတော်ကြီးကိုအကျိတ်နဲ့ဖြစ်တယ်။ပွဲကလည်းကြီးလို့ကောင်းတယ်။ Fire of the Year ဆန်ကတင်စင်းတွေမှတောင်ဇက်တိုက်ဝင်ခဲ့တယ်။တကယ်လည်းအဲ့လိုပုံစံမျိုးအထီတောင်ဖြောပြေးမှုရှိတယ်။ဒီနေ့မှကျွန်တော်ပြောချင်တဲ့အချက်ကအဲ့ဒီပွဲပြန်ကြည့်တဲ့အနေထားမှာပေါ့နော်။ UFC က Fighter နှစ်ယောက်ရဲ့ Ranking တွေကိုဖော်ပြထားတယ်။ Joshua Ban ကအဲ့ဒီပွဲထိုးချိန်နှုန်းက ranking တက်မှတ်ချက်နံပါတ်7နေရာပဲရှိတယ်။ Brandon Rubber ကနံပါတ်1နေရာမှာရှိတယ်။ ပုံမှန်အားဖြင့်တော့ပေါ့နော်ဒီလောက်ထိ rankie တက်မှတ်ချက်လှမ်းကွာတဲ့ fighter နှစ်ယောက်ထိုးပြီးဆိုရင်ဒီလိုပုံစံမျိုးအကျိတ်နဲ့ရှိဖို့ဆိုတာအတော်ကိုခဲရဲမှာလေ UFC က rankie တက်မှတ်ချက်တွေကဒီတိုင်းတက်မှတ်တာမဟုတ်ပါဘူး fighter တွေရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီးတက်မှတ်ထားတာဖြစ်လို့ rankie တက်မှတ်ချက်တိုင်းစီကအတိတ်ပဲရှိပါတယ်ဒီလိုအဆင့်30အတွင်းဝင်ရောက်နိုင်ခြင်းမရှိသေးတဲ့ fighter နဲ့ rankie number 1နေရာမှာရှိတဲ့ fighter နှစ်ယောက်ထိတိုက်တွေ့ဖို့ဆိုတာအတော်ကြီးလဲခဲရဲမှာလေ promotion ဘက်ကလည်းဒါမျိုးတွဲဆိုင်တွေကတော့တိတ်ပြီး season လေးမရှိဘူး သို့တော်လည်းပဲဖိုက်တာတယောက်ယောက်ကနှုတ်ထွက်သွားပြီဆိုရင်အဲ့ဒီတွဲဆိုင်ကိုမပြတ်စေချင်တဲ့အတွက် promotion ဘက်ကအနိကအစားထုတ်မဲ့ဖိုက်တာတွေရှာပြီးပုံစံမျိုးစုံနဲ့ပွဲဖြစ်အောင်ဖန်တီးလေးရှိပါတယ်။ Joshua Pan နဲ့ Brandon Roberts တို့တွဲဆိုင်ကအဲ့လိုပုံစံမျိုးနဲ့ပေါ်ပေါက်လာခဲ့တာပါ။ဒီနေ့မှကျွန်တော်ကဘာကိုအတူယူစေချင်တာလဲဆိုတော့ Joshua Pan က Bruno Silva နဲ့အကျိတ်နဲ့ထိုးထားရတဲ့ချက်ချင်းဆိုလို့ UFC ဘက်က Brandon Roberts နဲ့ထိုးဖို့အတွက် short notice ပုံစံမျိုးနဲ့ကဲလန်းနဲ့ပွဲလက်ခံနဲ့ထိုးတယ် တကယ်လဲစွမ်းဆောင်ရည်ကောင်းအောင်ချပြသွားတယ်အနိုင်ရတယ်ချက်မြင့်ကပဲစိန်ခေါ်ခွင့်ရသွားပါတယ်ဒီအကြောင်းအရာကဒီလိုစကလုံးအဖြစ်ပြောမယ်ဆိုရင်တော့အတိတ်ဘက်ကသိပ်ပြီးလေးနေမှုမရှိဘူးသို့တော်လည်းပဲကျွန်တော်တို့လိုထိုးပွဲဆိုင်ရာအချက်လက်တွေကိုအနည်းကစောင့်ကြည့်ကြတဲ့သူတွေအတွက်တော့အင်မတန်မှကိုအတိတ်ပဲရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ Joshua Ben နဲ့ Brandon Roberts တို့ထိုးတက်ရတဲ့အနေအထားကကျွန်တော်တို့မြန်မာပြည်က fighter အများစု 1 championship မှာထိုးသတ်နေရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ကျွန်တော်မြန်မာပြည်ကနေမျက်နှာသက် fighter လေးတွေ1 championship ကိုတက်လာပြီးဆိုရင် short notice နဲ့လူစားဝင်ထိုးပေးရတဲ့ပုံစံတွေကတော်တော်များတယ်။ထပ်ပြီးအာမနာတန်ပြောရရင်မတမယာနဲ့ထိုးရတဲ့ပွဲတွေကအရင်ကများပါတယ်။သို့ဖြစ်သည့်တိုင်အောင်ကျွန်တော် fighter တွေဘက်မှလည်းညင်ပယ်နိုင်စွမ်းမရှိဘူး။အဲ့လိုပုံစံမျိုးနဲ့ပွဲလက်ခံထိုးကြတယ် ဝဲထိုးတဲ့အချိန်မှာလဲကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုအပြည့်ပြည့်ဝဝချပြနိုင်ခြင်းမရှိဘူး။သို့တော့ Joshua Ban ကတော့ short notice နဲ့လက်ခံထိုးပေးတယ်။စွမ်းဆောင်ရည်ကောင်းလဲချပြသွားတယ်။နိုင်ပွဲလဲရအောင်ယူတယ်။ပြီးတော့ချန်ပီယံကပ်စိန်ခေါ်ဂွန့်ကိုတောင်လက်ဝဲသိမ်းပိုက်သွားပါတယ်။ဒီနေရာမှာကျွန်တော်က promotion တွေရဲ့သဘောထားအမြင်လေးကိုလဲပြောပြခြင်းနဲ့ကျွန်တော်မြန်မာပြည်ကလူငယ်တွေအနေနဲ့လဲ Joshua Ban စီကတင်ယူတဲ့အကြောင်းအရာတွေကိုလဲပြောပြခြင်းပါတယ်။ promotion တွေဆိုတာကတခါလေတွဲဆိုင်တဲတဲ့အနေထားမှာအဲ့လိုဇောက်ထိုးမှုမျိုးကြီးတွေတဲရတယ် ဘလို့ကြောင်ရင်ကြောင်လဲဆိုတော့ကျွန်တော်ရှိကပြောခဲ့သလို fighter တယောက်ကနှုတ်ထွက်သွားလို့အဲ့ဒီနေရာကိုအစားထိုးရတဲ့ပုံစံမျိုးတွေနဲ့ပွဲတည်ရတာအဲ့လိုအနေထားမှာပွဲဖြစ်ဖို့ကအတိက လွဲဆိုင်ညီဖို့မညီဖို့ဆိုတာတိတ်ပြီးခေါင်းနဲ့မထည့်ပါဘူးတစ်ဖက်ဖိုက်တာအနေနဲ့ကြည့်မယ်ဆိုရင်လည်းဒီလိုနာမည်ကြီးဖိုက်တာနဲ့ထိုးရတဲ့အနေအထားမှာသူ့အတွက်အခွင့်အရေးတကယ်လုတ်ပြနိုင်ရင်ဒီလိုထိတ်ဆုံးထိခုန်တက်နိုင်တယ်ဒီလိုကြောင့်မို့လို့နိုင်တဲ့ဖိုက်တာတွေကလည်းပွဲလက်ခံထိုးကြတယ်ဝမ်ချမ်ပီယံရှစ်ကပွဲတည်တဲ့အနေအထားတွေမှာလည်းအဲ့လိုပုံစံမျိုးတွေတော်တော်များတယ်ကျွန်တော်မြန်မာဖိုက်တာအများစုကတော့အဲ့လိုပုံစံမျိုးတွေခဏခဏခံရတယ်ဒီနေ့မှဂျိုးရှွာဘန်ကိုဘာဖြစ်လို့ကျွန်တော်က အတူယူစေချင်တာလဲဆိုတော့ဂျိုးရှွာဘန်ကအဲ့လိုအနေထားမျိုးပွဲလက်ခံထိုးတယ်။သို့တော်လည်းပဲပွဲရပြီးတော့ပုံစံမျိုးလုံးဝမထိုးဘူး။သေချာပြင်ဆင်တယ်သူကိုယ်တိုင်လည်းဒီလိုပွဲတွေကိုအနိကက်လက်ခံထိုးပေးနိုင်ဖို့အတွက် professional ဆန်ဆန်နေတယ် professional ဆန်ဆန်လေ့ကျင့်တယ်ဘယ်တော့မှသူ့ရဲ့ body တိဆောက်ပုံကအောက်ရှိပုံစံမျိုးဖြစ်မသွားဘူးဒီလိုအနေထားတွေကြောင့် Joshua Ban ကအနိကက်လူစားဝင်ထိုးပေးရင်တော့ စွမ်းဆောင်ရည်ပိုင်းကလုံးဝအောက်သွားတာမျိုးမရှိပါဘူးသူ့အနေနဲ့တက်လုံပိုင်းနည်းနည်းခြွေတာမျိုးရှိပေမဲ့စွမ်းဆောင်ရည်ပိုင်းကတော့အမြဲတမ်းထက်မြက်နေတယ်ဘရန်နရိုဘာနဲ့ထိုးသွားတဲ့ပွဲဆိုရင် short notice နဲ့ပြင်ဆင်ခြင်းပြည့်ပြည့်ဝဝမရှိသည့်တိုင်အောင်အကောင်းဆုံးလုပ်ပြသွားပါတယ်ဒါကြောင့်မလို့ promotion တွေရဲ့အနေထားကဒီလိုရှိတယ်ဆိုတာသိတယ်ဆိုရင်ကျွန်တော်မြန်မာပြည်ကလူငယ် fighter တွေအနေနဲ့လဲ Joshua Ben ထုံနှလုံးမူကား professional fighter ဘွားကိုဖျက်ဆီးဆေးခြင်းမာတယ် promotion တွေဘက်ကဘလို့ပုံစံမျိုးကမ်းလှမ်းလာပါစေကိုဘက်က professional ဆန်ဆန်နဲ့နေမယ် professional ဆန်ဆန်နဲ့ပုံမှန်လေးလေ့ကျင့်မယ်အတောက်စားကင်းကင်းနဲ့ကိုယ့်ရဲ့ body တိဆောက်ပုံပိုင်းကိုစနစ်တကျ view site မယ်ဆိုရင်အခွင့်အရေးပေါ်လာရင်တော့ဆွမ်းဆောင်ယူပိုင်းအဖြစ်တော့လုံးဝနောက်မကျအောင်လုပ်ပြနိုင်နေဆိုတာ Joshua Ben နဲ့ Brandon Roberto ဘွဲကသက်သေးဆိုတာလေးကိုမိမောင်းထိုးပြခြင်းနာပါ ဒီကနေ့ဆွဲထုတ်လိုက်တဲ့အကြောင်းအရာကနေကျွန်တော်ပြည်သက်တွေရောကျွန်တော်အစီကလူငယ်ဖိုက်တာလေးတွေအနေနဲ့ရောတန်မိုးရှိတဲ့သင်ခန်းစာတစ်ခုတော့ရယူနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျမင်္ဂလာပါခင်ဗျဒီတစ်ခါတော့ဘောလုံးလောကရဲ့ထပ်ပရအကောင်းဆုံးစီးဝင်ကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ခရစ်စတီယာနိုရော်နာဒိုကစပိန်က MMA promotion တစ်ခုရဲ့ share ကိုဝယ်ယူလိုက်တဲ့အကြောင်းအရာကိုပြောပြခြင်းပါတယ် MMA ကစားနေကခုနောက်ပိုင်းမှာတုံတိုးနဲ့ကိုတိုးတက်လာတယ်နိုင်ငံတော်တော်များများမှလည်း promotion တွေတည်ထောင်ပြီးတော့ပုံစံမျိုးစုံနဲ့ကျင်းပတယ်ဟိုးအမြင့်ဆုံးက UFC ကိုပြောမယ်ဆိုရင်ဒီအာဇာနယ်ဘယ်ကလူတွေတဲ့မဟုတ်ဖဲနဲ့ဒီကမ္ဘာနည်းပညာနယ်ဘယ်ကတထေးကြီးတွေဖြစ်တဲ့ပေါ့နော် Mark Zuckerberg တို့ Elon Musk တို့လိုပုဂ္ဂိုလ်တွေက UFC ပွဲတွေကိုပုံမှန်မျိုးလာကြည့်တယ် အမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ဆိုရင်အခုသမ္မတမဖြစ်ခင်ကတည်းကဒါ UFC ပွဲတွေကိုပုံမှန်လာကြည့်လေရှိတယ်။စသဖြင့်စသဖြင့်ပုံစံမျိုးတွေနဲ့ဒလိုနာမည်ကြီးပုဂ္ဂိုလ်တွေကတောင်ပွဲတွေလာကြည့်တော့ MMA ကစားနည်းကလည်းကဘာပေါ်ကလူတွေကြားမှာပုံစံမျိုးစုံနဲ့စိတ်ဝင်စားမှုတွေမြင့်တက်ခဲ့တယ်။နောက်ပိုင်းမှာတော့ MMA ကစားနည်းအကြောင်းကိုနားလည်လာတဲ့သူတွေလည်းများတယ်။ဘောလုံးလောကကကစားသမားကြီးတွေဆိုရင်လည်း MMA fighter တွေနဲ့တွဲရိုက်တဲ့ training set နဲ့စသဖြင့်ပုံစံမျိုးစုံနဲ့ footage တွေကိုကျွန်တော်တို့မြင်ရတယ်ဘာလို့။အဲ့ဒီထဲကမှဒီအဲ့ဒီထဲကမှ ာလက်ရှိကုတ်ဘောလုံးသမားကြီးလို့တင်စားလို့ရတဲ့ခရစ်စတီယာနိုရိုနယ်ဒိုကပေါ့နော် MMA promotion တစ်ခုရဲ့ share ကိုဝယ်ယူလိုက်တာဖြစ်ပါတယ်သူဝယ်ယူလိုက်တဲ့ promotion ရဲ့နာမည်က WOW FC လို့ခေါ်ပါတယ် စပိန်မှာတော့သူတို့ကလေ local အဆင့်ပုံစံမျိုးနဲ့ပြိုင်ပွဲတွေကျင်းပနေတာကြာပြီးဒီပြိုင်ပွဲတွေရဲ့ပုံရိပ်တွေကိုကြည့်လိုက်မယ်ဆိုရင်အီလီယာတိုဘူရီယာကဘေးကနေအများအားရှိတယ်သတင်းတွေအရတော့အီလီယာတိုဘူရီယာကလည်းအဲ့ဒီကရှယ်ယာဟိုရာတယောက်လို့သိရတယ်ဒါကြောင့်မလို့အီလီယာတိုဘူရီယာနဲ့ခရစ်စတီယာနိုရိုနယ်ဒိုတို့ကယင်းနေ့တဲ့အနေထားမှာဒီလုပ်ငန်းမှာယင်းနေ့မြုံနှံဖို့အတွက် မဲဆွဲလိုက်ပုံရတယ်ရိုနယ်ဒိုကလည်းဒီကစားနည်းကိုစိတ်ဝင်စားနေတဲ့အတွက် Wall FC ရဲ့ share တွေကိုဝယ်ယူလိုက်တော့ရပါတယ်မင်းညကတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ရိုနယ်ဒိုကိုယ်တိုင်ကတရားဝင်သတင်းကြေညာချက်ထုတ်တယ်သူဟာ Wall FC ရဲ့ share holder တယောက်ဖြစ်လာပြီဆိုတဲ့အကြောင်းကိုတရားဝင်ချပြတယ်ပြီးတော့ကြတော့ဘလို့အကြောင်းအရာမျိုးကြောင့်ဒီလို share တွေဝယ်ယူလိုက်တာလဲ MMA ကစားနည်းကဘလို့အကြောင်းအရာတွေကြောင့်စိတ်ဝင်စားဖို့ကောင်းတာလဲဆိုတာသူ့ရဲ့ထုတ်ပြန်ကြေညာချက်မှာဖော်ပြသွားပါတယ်ဒါကတော့ဒီ MMA ကစားနည်းပေါ်ကဘာပေါ်က ဂုတ်ဘောလုံးသမားကြီးတယောက်ကယင်းနှိမ့်နှံလိုက်တဲ့ဆိုတဲ့အကြောင်းအရာလေးကိုပြိသက်တွေကိုသိစေခြင်းလို့ပြောပြတာကျွန်တော်မြန်မာနိုင်ငံမှာလည်းဘောလုံးပြိသက်တွေအများကြီးရှိတယ်ရိုနယ်ဒိုဖန်တွေအများကြီးရှိတယ်အဲ့လိုအဲ့လိုတော့အကြောင်းရင်းတွေကြောင့်တို့ရဲ့ဘောလုံးသမားကြီးကစားသမားကြီးက MMA ဘက်ကိုဆက်ပြီးစိတ်ဝင်စားလာပြီး CYA လုပ်ငန်းတွေစတင်လုပ်ကင်လာပြီးဆိုတဲ့အကြောင်းအရာလေးကိုသိစေခြင်းလို့ဒီသတင်းကိုတင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါခင်ဗျာ ဒီတစ်ခါတော့ဒီမနက်အစောပိုင်းတုန်းက UFC ကချပြလိုက်တဲ့တွဲဆိုင်ကောင်းတဲ့အကြောင်းကိုပြောပြခြင်းပါတယ် UFC က2026ခုနှစ်ကိုကူးပြောင်းလာတဲ့အပြောင်းအလဲတွေအများကြီးလုပ်ပြင်မယ်။လက်ရှိအနေအထားမှာတော့သူတို့ကအဓိကပြိုင်ပွဲကြီးတွေဆိုရင်မိဘပြုပုံစံမျိုးနဲ့ကျင်းပတယ်။အဲ့လိုရောင်းချပြီးတော့ဝင်ငွေရှာတယ်။သို့တော်လည်းပဲ2026ခုနှစ်ကိုကူးပြောင်းလိုက်တာနဲ့အဲ့ဒီ model ကိုသူတို့ကဆွလွတ်လိုက်ပါပြီ။ပုံစံတစ်မျိုးနဲ့သူတို့ကဆက်ပြီးကျင်းပသွားမှာဖြစ်ပါတယ်။ တနည်းဆိုရရင်ကျွန်တော်တို့ဘောလုံးပွဲတွေနဲ့ပိုပြီးစံတူလာတယ်လို့ပြောလို့ရမယ်ထင်ပါတယ်။လက်ရှိ UFC ရဲ့အဓိကရုပ်သံထုတ်လွှင့်မှုမူပိုင်ခွင့်ကိုပိုင်ဆိုင်ထားတာက ESPN အဲ့ဒီကနေသူတို့က pay-per-view တွေရောင်းချတယ်ဝင်ငွေတွေပြန်ရှာတယ်တိုးတော်လည်းပဲ2026ခုနှစ်ကိုကူးပြောင်းလာတဲ့အဲ့ဒီလုပ်ပိုင်ခွင့်ရုပ်သံထုတ်လွှင့်ခါကို ESPN ကမပိုင်တော့ဘဲနဲ့ Paramount Plus ကပိုင်မယ် CBS ကပိုင်မယ်အဲ့လိုပိုင်တဲ့အနေအထားမှာသူတို့ကပေးပါပြီးပုံစံမျိုးနဲ့မကျင်းပတော့ဘူးဒီတိုင်းဘောလုံးပွဲတွေရောင်းချတဲ့အတိုင်းတစ်ခါတည်း package light တစ်ခါတည်းရောင်းတော့မယ်ဆိုတော့ကြတော့အရင်တုန်းကလိုပြိုင်ပွဲတစ်ခုချင်းစီကိုပတ်စံပေးပြီးဝယ်ကြည့်စရာမလိုတော့ဘူးဒီအကြောင်းအရာတွေကတော့ဒီကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့တော့တိုက်ရိုက်သက်ဆိုင်မှုမရှိဘူးတကယ်သူတို့ရဲ့အဓိကဈေးကွက်ခြေဆက်ရာအမေရိကန်နဲ့ပုံပြီးသက်ဆိုင်နေမြန်မာပြည်မှာတော့ Canada Plus ရှင်လူတိုင်းကြည့်လို့ရတယ် UFC ကအဲ့လို ုံစံမျိုးနဲ့အပြောင်းလဲတွေလှုပ်လိုက်တယ်ပေါ့နော်ဒီ Paramount Plus ကလည်းဒီ UFC ပွဲတွေအဲ့လိုပုံစံမျိုးတစ်နှစ်တစ်နှစ်ပြနိုင်ဖို့အတွက်တစ်နှစ်ကိုဒေါ်လာ1ဘီလီယံနီးပါးလောက်ထိပေးချေသွားတယ် UFC ကလည်းဒါကိုချိန်တ်တယ်ဒါကြောင့်မလို့သူတို့ရဲ့ Pay-per-view model ကိုဆွတ်လွှတ်ပြီးတော့ပုံစံတစ်မျိုးနဲ့ပြောင်းလဲလက်တွဲလိုက်တာပါဒီ2025ခုနှစ်အတွက်တော့ Joshua Ban ပါဝင်ထိုးသက်မဲ့ UFC 323ပြိုင်ပွဲကနောက်ဆုံးအနေနဲ့ကျင်းပတဲ့ပြိုင်ပွဲဖြစ်တဲ့တနည်းဆိုရရင် ESPN နဲ့လက်တွဲထားတဲ့စာချုပ်ပေါ်မှာ နောက်ဆုံးအနေနဲ့ပေးပါဘူးကျင်းပါတဲ့ပုံစံမျိုးဖြစ်တဲ့အဲ့ဒီပြိုင်ပွဲပြီးတာနဲ့ UFC က Paramount Plus နဲ့လက်တွဲမဲ့ပေးပါဘူး model ကိုဆွန့်လွတ်မဲ့ဒါကြောင့်မလို့ UFC ကဒီ Paramount Plus နဲ့ပထမဆုံးလက်တွဲပြီးနောက်စတင်ကျင်းပမဲ့ပြိုင်ပွဲတွေကိုဒီမနက်ခင်းမှာကြီးညာလိုက်တာဖြစ်ပါတယ်အဲ့လိုကြီးညာတဲ့အနေအထားမှာကြီးညာတဲ့ပုံစံတွေလည်းတဖြည်းဖြည်းနဲ့ပြောင်းလာတဲ့ဒီပြိုင်ပွဲကြီးလို့ပြောလို့ရတဲ့ပြိုင်ပွဲတွေကလည်းဒီ ဒလတပွဲပုံစံမျိုးမဟုတ်တော့ဘူး UFC 324ပြိုင်ပွဲနဲ့ UFC 325ပြိုင်ပွဲတွေနှစ်ခုစလုံးဟာတပတ်ချပြီးကျင်းပမှာ ဖြစ်ပါတယ်ဒီနေရာမှာပြည်သက်တွေကိုပြောပြချင်တာက UFC ကခုနောက်ပိုင်းမှာဆိုရင်သူတို့အဓိကတွဲဆိုင်ကြီးတွေချပြတော့မယ်ဆိုရင်ပြည်သက်စိတ်ဝင်စားမှု မြင့်တက်အောင်ပေါ့နော် ပုံစံမျိုးနဲ့ချင်းကက်လာတယ်ဘယ်လိုပုံစံမျိုးချင်းကက်လာလဲဆိုတော့ ဒီသူတို့စီကစံတော်ချိန်အတိုင်းဆိုရင်ပေါ့နော်ဒီကနေ့မှာဥက္ကရာကြီးဒေနာဝိုက် live flow မဲ့စတဲ့ပုံစံမျိုးနဲ့သူတို့က state တဲ့အရင်တင်တယ်အဲ့တော့ MMA ပြည်သက်တွေကဥက္ကရာကြီးဒီ live flow မဲ့လို့ပြောလိုက်တာနဲ့တည်းဒွေဆိုင်ကောင်းတွေချပြမယ်ဆိုတာသိတယ်ဒါကြောင့်မို့လဲပုံစံမျိုးစုံနဲ့စောင့်ဆိုင်ကြရတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာဒီဥက္ကရာကြီးကဘယ်ဒွေဆိုင်တွေချပြမလဲဆိုတဲ့ပုံစံနေနဲ့ကောလာဟာလာသတင်းတွေအကျိုးပြီးသတင်းတွေထွက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ UFC ဆိုတာကဘာကျော် promotion ဒါကြောင့်မို့လို့သူတို့နဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေကိုစောင့်ကြည့်နေတဲ့သတင်းတော့ တွေကလည်းအများများတယ်ဥက္ခရာကြီးကဒီလို live လွှင့်လို့မဲဆိုတဲ့ပုံစံမျိုးပြောနေတဲ့အခိုက်အတန့်မှာပဲဘယ်ဘယ်တွဲဆိုင်တွေဘယ်တွဲဆိုင်တွေချပြမဲဆိုတဲ့ comment ချက်တွေကဟိုရခိုင်နှုံးပြည့်နေပါထတ်တူကြတဲ့ပုံစံမျိုးတွေနဲ့ထွက်ပေါ်ခဲ့ပါတယ်ဒီနေရာမှာအံအားသင့်စရာဖြစ်ခဲ့တဲ့အကြောင်းအရာကဒီဥက္ခရာကြီးဒေနာဝိုက် live မလွှင့်ခင်ပေါ့နော်ဒီ live weight တန်းရဲ့ champion ဖြစ်တဲ့တူပူရီယာက status တခုထပြီးတက်มาတယ် h status ကဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီ2026ခုနှစ် ပထမလေးလာတာကာလအတွင်းမှာတော့သူကပွဲထိုးနိုင်မှာမဟုတ်ဘူးလက်ရှိသူ့ရဲ့ဒီ personal ကိစ္စတွေကိုဖြေရှင်းနေရတဲ့သူသားသမီးတွေကိုပဲသူကာကွယ်ပေးထားအောင်မယ်အဲ့တော့ပွဲထိုးနိုင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ state တင်တယ်ပေါ့နော်အဲ့လိုအနေထားကြောင့်မလို့ဒီဥက္ကဋ္ဌကြီးချပြမဲ့တွဲဆိုင်တွေထဲမှာတူပူရီယာတွဲဆိုင်လဲပါမှာမဟုတ်ဘူးဆိုတာတမ်းပြီးသိရတယ်နောက်ပြီးကြားတော့တူပူရီယာကသူ့ရဲ့ဒီ ပုဂ္ဂိုလ်ရပြဿနာတွေဖြေရှင်းနေရတဲ့အနေအထားမှာ lightweight ချင်မြင်ကပက်လက်လွတ်မဲ့ဆိုတဲ့ပုံစံမျိုးကြီးလည်းပြည်သက်တွေကပြောဆိုလာကြတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဥက္ခရာကြီးဒေနာဝိုက်ကျင်ညာမဲ့အချက်လက်တွေကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းသွားတယ်တစ်ချိန်တည်းမှာပဲနောက်ထပ်ဒီ ်ခါပီပေါ့နော်ပြည်သက်ဝင်ရမှုအကောင့်နဲ့ခါပီကလည်းအဥမနုမကူမီတော့ကနောက်ပွဲဆက်ပြီးတော့လက်ခံတော့မယ်အဲပွဲတရင်မကြခင်ထွက်လာတော့မယ်ဆိုပြီးထပ်ပြောပြတယ်အဲ့လိုဆိုကြတော့ဥက္ခရဒေနာဝိုင်ပြင်ညာလာမယ့်အခြေအနေတွေထဲမှာဒီတွဲဆိုင်တွေဒီတွဲဆိုင်တွေပါလာနိုင်မယ်ဆိုရယ်ခံမှန်းချက်တွေကပုံပြီးပြင်လာတယ်တကယ်တမ်းမဲ့လည်းအဲ့ဒီတွဲဆိုင်တွေပဲချပြလာပါတယ် 2026ခုနှစ်ရဲ့ပထမဆုံးပြိုင်ပွဲကြီးအဖြစ် UFC 324ပြိုင်ပွဲကိုကျင်းပမှာဖြစ်ပါတယ်။ Joshua Ben တို့ပါဝင်ထိုးသက်မဲ့ပြိုင်ပွဲက UFC 323ပြိုင်ပွဲအဲ့ဒီနောက်မှာတော့ UFC 324ပြိုင်ပွဲကို2026ခုနှစ်ပထမဆုံးပုံစံမျိုးနဲ့ကျင်းပမယ်။လာမယ့်ဇန်နဝါရီ25ရက် T-Mobile Arena မှာပဲကျင်းပမယ်ဆိုတဲ့အကြောင်းကို promotion ဘက်ကကြေညာတယ်။ဒီပြိုင်ပွဲအတွက်အဓိကကောင်းမွဲအဖြစ်တော့ပြည်သက်တွေလုံးဝလုံးဝထိမှတ်မထားတဲ့တွဲဆိုင်ကိုချပြလိုက်ပါတယ်။အဲ့တွဲဆိုင်ကတော့ဒီ ကြာပြတ်ချန်ပီယံဟောင်း Justin Gaethje နဲ့ အင်္ဂလန်ကလစ်ပတ်ဘူးမျိုးကဖိုက်တာပက်ဒီပင်ဘလက်တို့ကိုထိတ်တိုက်တွေ့ပြီးတော့ဒီလိုက်ဝိတ်ချပြချန်ပီယံကပ်လူပွဲဖန်နီးပေးလိုက်တာပါဂျက်စတင် KG ကဟိုယခင်ကလေးကသူကဒီချန်ပီယံကပ်စိန်ခေါ်ပွဲမဟုတ်ရင်လုံးဝမထိုးချင်တော့ဘူးသူက promotion ဘက်ကိုကြည့်ပြီးတော့ပွဲတွေအများကြီးစက်တိုက်လက်ခံထိုးပေးခဲ့တယ်ထိုးပေးလိုက်တိုင်းလည်းတကယ်ပြည့်သက်စိတ်ဝင်စားနိုင်အောင်ပြည့်သက်တွေလက်ခုပ်တီးနိုင်အောင်ပုံစံမျိုးတွေနဲ့ပဲစက်တိုက်ထိုးခဲ့တယ်ဒါကြောင့်မို့လို့ performance bonus စုရတဲ့အနေအထားကိုကြည့်မယ်ဆိုရင်ထိုးတဲ့ပွဲအရေးအတွက်နေပါသူကရယူနိုင်ခဲ့တယ်ဒါလို့ဒါလို့တော့ ကြောင်းရာတွေကြောင်းသူကဒီ promotion ဘက်ကိုအများကြီးကြည့်ပြီးကစားပပြခဲ့တဲ့ fighter ဒါကြောင့်မို့လဲသူ့ရဲ့ manager ဖြစ်သူကချန်ပီယံကွက်စင်ခေါ်ပွဲမဟုတ်ရင်လက်ခံမထိုးပေးဘူးဆိုတဲ့ပုံစံမျိုးတွေအထိပြောလာတယ်တကယ်တကယ်တွဲဆိုင်ချပြလိုက်တဲ့အနေထားမှာလဲသူ့ရဲ့စကားတွေကအတော်လေးရှင်းအောင်ကန့်ညီမှုရှိတယ် promotion ဘက်ကကြားပြ lightweight ချန်ပီယံကွက်လူပွဲဖန်နီးပေးလိုက်ပါတယ် ဒီနေရာမှာပြောစရာရှိတာတစ်ခုကပက်ဒီပင်ဘလက်ပေါ့နော်ပက်ဒီပင်ဘလက်ကဒီအခွင့်အရေးရလာတဲ့အနေအထားနဲ့ပတ်သက်ပြီးတချို့တချို့သောသူတွေကတော့လုံးဝသဘောမကျဘူးဘာဖြစ်လို့လဲဆိုတော့ပက်ဒီပင်ဘလက်ဒီရှောက်လန်းလာတဲ့ပုံစံကဟိုပြိုင်ဘက်ကောင်းနေကိုအနိုင်ယူထားတာမျိုးမရှိဘူးအကြဘက်ရှိတဲ့ fighter တွေကိုပဲအနိုင်ယူတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ် plus ပေါ့နော်ဟိုစာရုခရန်ဆိုရင်မကြခင်ကမှနိုင်ပွဲရယူထားတယ်အဲ့ဒီအတွက်စာရုခရန်မြန် lightweight champion ကပဲလူပွဲရမလားဆိုပြီးကျွန်တော်တို့ကမျှော်လင့်ထားတဲ့အနေအထားမှာစာရုခရန်နိုင်ပွဲပူပူနွေးနွေးရပြီလို့ချက်ချင်းကိုပဲ lightweight တန်းရဲ့ကြားပြတ် champion ကပဲလူပွဲဖန်ပြီးပေးလိုက်ပါတယ်အဲ့ဒီတော့ပေါ့နော် UFC ကစာရုခရန်ကိုတိတ်ပြီးတော့ကြီးပုံမရသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီ အစ္စလာမကရှက်နဲ့ပွဲပြက်ခဲ့တဲ့အနေထားတုန်းကသူတို့ဟိုမွိုင်းကာနိုကိုအနိကက်ပွဲတွေပြောင်းလဲလိုက်ရတဲ့ပုံစံတွေကိုသူသဘောကျဟန်မရှိဘူး။ဒါကြောင့်မလို့ဆာရူခရန်အနေနဲ့ဒီ lightweight champion ကပတ်လူပွဲတနည်းပြောရရင်ဂျာပြက် champion ကပတ်လူပွဲမျိုးတောင်သူ့အတွက်အခွင့်အရေးမရသေးတော့ promotion ဘက်ကတော့သူ့ဘောအရင်ကြီး favor မရှိဘူးဆိုတာပြောလို့ရနေပါတယ်။ ကိုမင်းမွဲအဖြစ်တော့အမျိုးသမီးတန်တန်မာမာဖိုက်တာကြီးနှစ်ယောက်ကဘန်နဝိတ်ချန်ပီယံကပတ်စင်ကောပွဲထိုးသက်ကြမှာပါ BFA ကနေပြောင်းရွှေ့လာခဲ့တဲ့ကေလာဟာရီဆန်ကဒီဝိတ်တန်းမှာတော့သူမတင်ချန်ပီယံဆိုတဲ့ပုံစံမျိုးနဲ့စက်တိုက်နိုင်ပွဲတွေယူပြီးတက်တဲ့ထူပြထားတယ် ခင်ချင်းကိုပြောရမယ်ဆိုရင်သူမကိုချန်ပီယံကပ်စိန်ခေါ်မဲ့ဖိုက်တာလည်းတိတ်ပြီးမရှိဘူးဒီလိုအနေထားမျိုးမှာ professional fighter ဘွားကနေအနားယူခဲ့ပြီးပြီးဆိုပြီးကြီးညာခဲ့တဲ့ Amanda Nunes ကပြန်ပြီးလာတယ်ဒီ fighter ညောက်ထိတ်တိုက်တွေ့မယ်ဆိုရင်ပုံစံမျိုးတွေတော့အစောကြီးကတည်းကသတင်းတွေထွက်တယ်တကယ်တကယ်မှလည်းဒီ UFC 324ပြိုင်ပွဲမှာကိုမင်းပွဲပုံစံမျိုးနဲ့ဟိုယောက်ျားအရင်မှာကြီးတယ်လို့တတ်မှတဲ့ fighter ညောက်ထိတ်တိုက်တွေ့ကြပါပြီ မကြသေးခင်ကနိုင်ပွဲပြန်ပြီးရယူထားတဲ့ခါဘီရဲ့ဝမ်ခွဲညီအစ်ကိုဥမာနူမာဂိုမီဒော့ဖ်ကတော့ဒီပြိုင်ပွဲမှာပဲဘရာဇီးကဝိုင်ယန်ဖိုက်တာကြီးဖီဂွေရိုနဲ့ထိုးသက်မယ်။နောက်ထပ်ဘန်နဝိတ်တန်းကတွဲဆိုင်တစ်ခုအကြောင်းပြောရမယ်ဆိုရင်ချန်ပီယံဟောင်းရှောင်းအိုမယ်လီနဲ့ဒဏ်ရာပြဿနာကနေပြန်ပြီးတက်တာလာတဲ့တရုတ်ဖိုက်တာဆောင်ရာဒန်တို့တွဲဆိုင်ကိုလည်းဒီပြိုင်ပွဲမှာပဲထည့်သွင်းထားတယ်။ plus ဖေဒါဝိတ်တန်းကနောက်ထပ်တွဲဆိုင်တစ်ခုကိုပြောရမယ်ဆိုရင်ဒီပြိတ်သက်အကြိုက်ဖိုက်တာမျိုးဖြစ်ခဲ့တဲ့ဂျန်စီဘာနဲ့ အင်္ဂလန်ကဖိုက်တာအာနိုအလန်တို့တွဲဆိုင်တွေလည်းပါဝင်ထားပါတယ်။မြို့သမီးဖိုက်တာတွဲဆိုင်တွေကပြောရမယ်ဆိုရင်ဒီ Flyweight Champion ဟောင်းမိမချော့ဖိုက်တာအလက်ဆာဂရက်ဆိုကနောက်ထပ် Champion ဟောင်းတစ်ယောက်ဖြစ်တဲ့ Rose Nama Yunus နဲ့ဒီပြိုင်ပွဲမှာပဲထိတိုက်တွေ့တယ်။ Promotion ဘက်ကတော့ဒီ UFC 324ပြိုင်ပွဲမှာပါဝင်လာမဲ့တွဲဆိုင်အများစုပေါ့နော်အဓိက တွဲဆိုင်ကြီးတွေကိုစက်တိုက်ချပြသွားတယ်။ဒါကြောင့်မို့လို့ဒီဇန်နဝါရီလအတွင်းမှာကျင်းပမဲ့ပြိုင်ပွဲတွေမှာလည်းတွဲဆိုင်ကောင်းတွေရှိနေစဲဆိုတာထပ်ပြီးပြောလို့ရပါတယ် ထူးခြားတာက UFC ကဒီ UFC 324ပြိုင်ပွဲကျင်းပပြီးလို့နောက်တစ်ပတ်အကြာမှာပဲ UFC 325ပြိုင်ပွဲကျင်းပမယ်ဆိုတဲ့ပုံစံမျိုးထပ်ပြီးကြေညာလိုက်ပါတယ် UFC 325ပြိုင်ပွဲကိုတော့ Aussie မှာကျင်းပမယ်အဲ့ဒီအတွဲသူ့ရဲ့တွဲဆိုင်ကဘယ်လိုပုံစံမျိုးဖြစ်သွားလဲဆိုတော့ Bogdanovski နဲ့ Diego Lopez တို့နှစ်ယောက်ကိုမကြေပွဲဖန်ပြီးပြစ်လိုက်ပါတယ်ဒီတွဲဆိုင်နဲ့ပတ်သက်လို့လည်းပြောစရာတွေကနည်းနည်းလေးရှိပါတယ် featherweight တန်းမှာဆိုရင်နိုင်ပွဲဆက်စံချိန်မှတ်တမ်းတွေနဲ့စက်တိုက်ရယူထားတဲ့ fighter ၂ယောက်ရှိတယ်။အင်္ဂလန်က fighter Laron Murphy ဟိုရုရှားက fighter Mosa Ivloyev တို့ဆိုရင်လည်းနိုင်ပွဲတွေအတန်အသင့်ရထားပြီးတော်တော်လည်းပဲ promotion ဘက်ကတော့အဲ့ဒီ fighter တွေကိုအခွင့်အရေးပေးဖို့စမ်းသပ်ရှိဖို့မရပါဘူး။အထူးသဖြင့်ဒီလိုပြိုင်ပွဲကြီးပုံစံမျိုးနဲ့ကျင်းပတဲ့ UFC 325ပြိုင်ပွဲလိုနေရာမျိုးမှာဆိုရင်ဒီ fighter ညောက်ကိုအခွင့်အရေးပေးမယ်ဆိုရင်တော့ဒီ fighter ၂ယောက်ရဲ့စွမ်းဆောင်ရည်က ပြိတ္တတွေကိုဖျော်ဖြင်းပေးဖို့မသေးကြဘူးနောက်ထပ်ထပ်ပြောရရင်ဒီ fighter တွေကပြိတ္တဝင်ရမှုလည်းအကောင်းတာတွေမဟုတ်ဘူးဒီလိုအနေထားမျိုးတွေကြောင့် promotion back က Diego Lopez ကိုထပ်ပြီးခွင့်ရေးပေးလိုက်တယ်ထင်ပါတယ် Diego Lopez ကတော့ UFC Fighter ဘွားကလကအဖွင့်ပွဲကလေးကပြည်သက်တွေဖြောပြမှုပေးအောင်ကစားခဲ့တယ်အချိန်တို့အတွက်နာမည်တလုံးရအောင်တိဆောက်ခဲ့တယ်အဲ့အချိုးကျေးဇူးတွေကသူ့အနေနဲ့လုံးဝမျှော်လင့်မထားတဲ့ပုံစံမျိုးတွေနဲ့ပြန်ပြီးခန်းစားနေရပြီးချန်ပီယံကပ်စင်ကာပူထိုးခွင့်ရတယ်အ ရှုံးနေရှုံးမိသည့်တိုင်အောင်နောက်ဘက်မှနိုင်ရတယ်နောက်တစ်ဘက်အနိုင်ရတာနဲ့အခုနောက်ထပ်ချန်ပီယံကပ်စင်ခေါ်ခွင့်ထပ်ပြီးရပြန်ပါပြီ UFC ကတော့ဒီ2026ခုနှစ်မကူပြောင်းသေးသည့်တိုင်အောင်ဒီပထမလာအတွင်းမှာပဲကျင်းပမဲ့ပြိုင်ပွဲကြီးတွေကိုစက်တိုက်ချပြထားပြီးတွဲဆိုင်ကောင်းတွေလည်းပါတယ်မြိတ်သက်တွေလည်းကျင်းတတ်ကြမယ်ထင်ပါတယ်